မဲချိုဇလန်းတွင်အဆက်ရုပ်ရှင်ဇက်ကားမှပါဝင်သွားမယ်နေတူပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မဲချိုဇလန်းတွင်အဆက်ရုပ်ရှင်ဇက်ကားကြီးကိုမကြခင်မှာစတင်ရိုက်ကူးတော့မှာဖြစ်ပြီး2025ကုန်2026နှစ်စံပိုင်းမှာစတင်ပြီးတော့ရုံတင်ပြသသွားဖို့အတွက်ရည်မှန်းထားတယ်လို့သိရပါတယ် အဆိုပါစကားချင်းမှာတော့အကယ်ဒမီမင်းသားနေတို့ပါပါဝင်သွားဖို့ရှိနေရဆိုတာသိရပါတယ်။အခုရပိုင်းထဲမှာတော့အဆိုပါစကားမိတ်ဆက်ပွဲအခမ်းအနားနဲ့ကြော့ပွဲပြီးအစီအစဉ်ပြုလုပ်ဖို့ရှိနေရလို့သိရပါတယ်။အဆိုပါရုပ်ရှင်စကားချင်းမှာတော့မကျွတ်မလွတ်ဖြစ်နေတဲ့မဲချိုနဲ့ရေကျန်းတို့ရဲ့ဇလန်းအဆက်နဲ့အတူမဲချိုနဲ့မင်းသားကြီးနေတို့တို့ဘယ်လိုတွေတွေ့ဆုံသွားမလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။မဲချိုနှစ်ရုပ်ရှင်ဇာတ်ကားကြီးမှာဘာတွေဖြစ်လာမလဲဆိုတာကိုလူတွေကတော့စိတ်ဝင်စားနေကြတာပါ ဒါအပြင်နေတို့ရဲ့ရုပ်ရှင်ဇာတ်ကအစ်စ်ကိုလည်းအားလုံးကစောင့်ကြည့်အားပေးကြနေကြပါတယ်ဒါအပြင်နေတို့ကအခုနောက်ပိုင်းမှာအသက်အရွယ်တဖြည်းဖြည်းကြီးလာတာနဲ့အတူအရင်ကလိုမျိုးအမျိုးအကျအဟာတာဇလန်းတွေထက်အငိမ့်ဇက်ရုပ်ကိုပိုပြီးတော့မြင်တွေ့လာရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမဲချိုနှစ်ရုပ်ရှင်ဇာတ်ကားကြီးမှာမဲချိုအဖြစ်တယောက်ဆောင်မိန်မင်းသမီးလေးဝိုင်းရွှေရင်နဲ့အတူတယောက်ဆောင်နေတို့တို့ဘယ်လိုမျိုးတွေ့ဖက်ညီညီတယောက်ဆောင်သွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ်မဲချိုရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့မဲချိုနှလုံးသားအတန်ရုပ်ရှင်ဇာတ်ကားကြီးမဲချိုဇလန်တွေရဲ့အောင်မြင်မှုအရှိန်နဲ့အတူလူစိတ်ဝင်စားမှုကတော့များပြားနေပါတယ်မဲချိုဇလန်ဆိုတာကတော့လူတွေကြားမှာတော်တော်လေးနာမည်ကြီးရေပန်းစားခဲ့တဲ့ MRTV4 ရုပ်သံဇလန်တွေတစ်ခုဖြစ်ပါတယ် MRTV4 မင်းသမီးဝိုင်းရွှေကြီးကမဲချိုဖြစ်ပောင်ဝင်တရုတ်ဆောင်ထားတဲ့မဲချိုဇလန်းတဲမှာဆိုရင်မတရားလုံးကြံခံရပြီးရဲ့နောက်မကျွတ်မလွတ်ဖြစ်နေတဲ့မဲချိုနဲ့ရေချမ်းတို့မောင်နှမနှစ်ယောက်ရင်တနာစရာဇလန်းကိုပြည်သက်တွေကအကြိုက်တွေ့ခဲ့ကြပါတယ်အထူးသဖြင့်တင်ဆိုင်ကုန်းမြေအစ်စ်မှာတွားရောက်ရိုက်ကူထားခဲ့တဲ့မဲချိုဇလန်းတွေကပြည်သက်တွေကြားထဲမှာတော်တော်လေးကိုရေပန်းစားအောင်မြင်တဲ့ရုတ်တံဇလန်းတွေတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့မဲချိုဇလန်တွဲဟာပြီးတော့မလို့လို့မပြီးတော့မလို့လို့နဲ့မမဆောင်ဖြစ်နေခဲ့ရကြောင်းပြိသက်တွေကြားမှာအားမလို့အားမရဖြစ်နေခဲ့ရပါအခုခါမှာတော့မဲချိုရုတ်တန်ဇလန်တွဲရဲ့အဆက်ဖြစ်တဲ့မဲချိုရဲ့နောက်ဆက်တွဲဇလန်ကိုရုတ်တန်ဇလန်တွဲအဖြစ်မဟုတ်ဘဲရုပ်ရှင်ဇာကားကြီးအဖြစ်ပုံဖော်ရိုက်ကူးသွားမယ်လို့သိရပါတယ်အဆိုပါရုပ်ရှင်ဇာကားကြီးရဲ့နာမည်ကိုတော့မဲချိုနှလုံးသားအတန်ဆိုတဲ့နာမည်ပေးထားကြောင်းသိရပါတယ် အဆိုပါမဲချိုနှစ်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့တူတူကြကြအနေနဲ့မကြသေးမီကအကယ်ဒမီရထားတဲ့မင်းသားနေတို့ကခေါင်းဆောင်မင်းသားဖြစ်ပါဝင်လာမယ်လို့သိရပါတယ်အရင်မဲချိုဇလန်တွဲမှာအဓိကဇယုတ်ဖြစ်တဲ့မဲချိုဇယုတ်ကိုအကောင်ဆုံးတယောက်ဆောင်ထားတယ်။မင်းသမီးဝိုင်းရွှေကြီးကတော့မဲချိုနှစ်နှလုံးသားအတန်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့မဲချိုနေရာကနေပဲပါဝင်တောင်းအောင်မယ်လို့ဆိုပါတယ်။ မဲချိုဇလန်တွဲအဆက်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့နေတိုးနဲ့တူမင်းသမီးဝမ်းရွှေရီတို့အပြင်မဲချိုရဲ့အကိုရေချမ်းအဖြစ်မန်ဟင်းကပဲဇလတ်တယောက်ဆောင်မယ်လို့သိရပါတယ်။ဒါအပြင်စေတလုံးမောင်ဖုံးဖြစ်တယောက်ဆောင်တဲ့မင်းဖုံးမြတ်နဲ့အတူတယောက်ဆောင်မင်းသမီးဝေလာရီလည်းပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနေတိုးပါဝင်တယောက်ဆောင်မယ်မဲချိုရုပ်ရှင်ဇာတ်ကားကြီးကိုအားပေးခြင်းနေကြပြီလားဆိုတာပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။